ုညပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမကတော့ Charlotte ပါ။ကျမကိုဖတ်ပြပေးမှာကတော့ဆ iam မမိုးအင်းရရေးသားထားတဲ့။တန်းရင်းတရားဆိုရွှေတော်လေးပဲဖြစ်ပါရရှင်။နားဆင်ခံစားပေးကြပါအောင်ရှင်။တန်းရင်းတရား ကြုံဖူးပောင်ဦးမိန်းကလေးကစပွေးရုံးလှုပ်ချင်ရတယ်လို့ဒီအလောက်ကကောင်းတဲ့အလုပ်မဟုတ်ဘူးဟဲ့ဟိုတယ်မေဆိုတာငါတို့ခေတ်ကတော့အဖွားဤအတန်ကိုအမေကလျင်မြန်စွာဟန်တာသည်အမေရလေအမေတို့ခေတ်ကဟာရီမပြောပါနဲ့ခုမိန်းကလေးတော်တော်များများလုံနေကြတာပဲဘာမှမဖြစ်ပါဘူးပြီးတော့သူတယောက်တည်းကွဲရလွတ်ထားမှာမဟုတ်တာဟိုမှာဝင်းအောင်လည်းရှိသားပဲ ဝင်းအောင်ကပါအရေးလေယောက်ျားလေးဟုတ်ပါတယ်ဒါပေမဲ့ဒီဇိုင်းလေးလုံမှာကိုပြောအမေမီးကိုဘူးမှမစော်ကားပါဘူးလို့စော်ကားကမကားကအေးသူများကမလေးမစားဆက်ဆံမဲ့အလုပ်ကိုအမေတို့တိုင်းမင်းဒီတိုင်းကြီးပဲဖြက်လို့ဖြက်စီပြောနေတာဆယ်ရမအောင်မင်းနဲ့လက150ဘယ်မှာရမလဲထမင်းလေဩဝါစားရအောင်မင်း ပြီးရင်အမေတို့ပဲမရှိမရှိလို့ဆိုပြီးညင်းနေကိုမရှိရနဲ့ပဲကိုသားသမီးမျက်ခွေပြူရရောလာ၏ဘသူကမျက်ခွေပြူလို့လဲအမေရဲ့မနှက်ပို့မယ်ညနေသွားကြုံမယ်ဟိုမှာတနေ့လုံးကိုမောင်မောင်သားချင်းကအနားမှာမမမမရှိနေတာဘာမှမဖြစ်ရင်တော့ကောင်းပါလေရဲ့အေးအေးဦးအလောလောရည်တည်တအိမ်လုံးမှာပြဿနာဖြစ်ရသည်အေးအေးဦးရင် အဖေမရှိ အမေရဲ့အဖွားရဲ့ရှိသည် အမနှင့်ညီမလေးရှိသည်တအိမ်လုံးမိမသားရိကြီးပင်ဖြစ်၏ပတ်ဝန်းကျင်နှင့်ရွှေမျိုးများကိုအားကိုး၍နေရသည် အားကိုးသည်ဆိုရမှာလဲတာရီးနိုင်ဤများသာငွေကြီးစီးပွားရေးကိုတော့မိမိဘသာအတီးတီးရုံးခံရစမြဲပင်မဟုတ်ပါလားအမမမေဦးကမကြမီကမှဘွေရာကယုံတယုံမှထထန်းစီဝင်လို့ဤ ညမလေးအတူမမအိုကရှစ်တန်းဖြည်းမြည်စစ်စစ်အေးအေးဦးကစေရန်ကိုနှခါကြား၍အเจ้าမှထွက်ထားရသည် အဖွားကိုတော့ထဲထွက်၍မဖြစ် အမေကအဖေဆုံးပြီးခါကြမှာမတောက်တစ်ခေါက်ဈေးအောင်ရှာသေးတော့လေတွက်ချီမကြိုက်လာပြီယခုတော့အင်ရှိနာမှာပင်အဖေလေးချာက စီးတော့မယန်းတော့လေးတွင်တင်ရောက်ရ၏ အေအေအူကအလောလောချင်လာသည်ဆိုတော့ပညာရည်ချင်းနဲ့တင့်တော်သည့်အလောကိုရှာမတွေ့အကိုဝမ်းခွဲတော်ဆက်သူဝင်းအောင်နဲ့စကားဆက်မိတော့အရင်နေ့အကောကတ်မလို့ပဲလာက150ရာမြေအလောကိုပြောပြသည် လာကက150ဆိုပေမဲ့တစ်ကပိုရမှာ300ရရတဲ့ခါရ900 600ရရတဲ့ခါရတာငါလည်းရှိတာပဲလှုပ်ချင်လှုပ်ပါလားတိုက်တိုက်တွန်းတွန်းမဟုတ်တော့လဲ တာတာထူးထူးလေးပြောလာတော့သူ့အလုပ်ကမက်ရှင်ဖြစ်နေသည်အကိုဝင်းအောင်ဆိုသည်မှာဖိတ်တူအရင်ဖြစ်၍မတော်မတရားတာကိုကြောက်တုံးမည်သူမဟုတ် အမိပြောကြည့်အောင်မင်းအတော့ကိုတော့ပြောထားပေါ့မိမိဦးကိုတော့မပြောနဲ့နင့်အမကဘွယ်လေးရတာနဲ့ဟုတ်လာပြီထင်နေတာ तू ကဒီလောက်ကိုကန့်ကွက်ချင်းကန့်ကွက်နေမှာအိုးဘာလို့ကန့်ကွက်ရမှာလဲ तू ကန့်ကွက်လေကြီးမဆိုင်ပါဘူးငါမဟုတ်တာလောက်တာမှမဟုတ်တာ ူလာကလည်းသူ့အဝေးစားဖို့တော့နိုင်နိုင်ရဲ့ငါအမေကိုရအောင်ပြောမယ်မရလဲဇွတ်လုံးမယ်ဟာအေးလေငါနင်းစိတ်ကိုသိပါတယ်ဒါကြောင့်လဲတိုက်တွန်းတာအလုတ်ရအောင်တော့ငါတထေးကိုပြောပေးမယ်ကျေးဇူးပဲဟဲ့အန်အိုးစရာကောင်းသည်ကမမေဦးကကန့်ကွက်ခြင်းမရှိသည့်အပြင်တိုက်တိုက်တွန်းတွန်းမင်းပြောလေသည်အေးဟဲ့ငါတော့လှုပ်ချင်သေးရဲ့မိန်းကလေးတွေရဲ့အမြင်တွေ ပြောင်းလဲကုန်ပြီလား ကျေပြန့်လာရလားတေးတိမ်ကုန်တာလားတော့မသိအေးအေးဥပကတမဲရတော့အမေကနာချရသည်အမေကအစကတော့အင်တင်တင်နောက်တော့လာကအပြင်အပေါ်ဝင်ငွေတွေကိုအားကျလာသည်သို့တော့မိခင်ပြပြဆိုရင်စကားတော့ဆိုသေးသည်ကိုကိုကိုတော့ထိမ့်သိမ့်ကောက်ွယ်တက်ဖို့လိုတယ်တမီးရဲ့အမေကလည်းစိတ်ချပါ ကျမကဘသူကများထီရဲ့လို့လေ အေးအေးဦးအကြောင်းကိုတော့အမေကလည်းသိသည်မမေဦးတို့အတူတို့အတွက်သာဟိုလူကဆလုံငိုလာရတာနှင့်ဒီလူကဆာလိုက်ပေးလို့ပြဿနာဖြစ်ရတာနှင့်မကြခဏစိတ်မောရသည်အေးအေးဦးကတော့စိတ်ချရသည်ပြဿနာကိုဘယ်တော့မှအိမ်ကိုမတဲလာတတ်သူ့ဘာသာသူရှင်ခဲ့သည်နှုံနှင်တန်လင်းနှုံနှင်ရှင်ဤလက်နှင်တန်လင်းလက်နှင်ရှင်ဤသူကိုတော်ရုံလူကလည်းမစားရင် ဒီတတိလေးအကုန်းနှင့်မင်းအမေကသူ့ကိုခွင့်ပြုလိုက်ရသည်မိမိသားသမီးကိုဘယ်မိဘကအန်ရီရောရဲကိုလွတ်ပါမလဲသို့သောငွေရဖို့အတွက်လှူရှားရုံးကန်နေကြတော့လူတွေရဲ့တွင်အေးအေးဥရောလဲပါဝင်သည်ပင်အားလုံးသောလူတွေကစောင်းဝနေရင်အတွက်တစ်ခုခုတော့လှူကြရတာပဲမဟုတ်လားအလှူချင်းကွာတာပြောစရာရှိသည်ဒါကလည်း ဒီလောကလုံးကလူတွေမှာလှုပ်ရှားအလောက်ကတခုတည်းရှိရမှာမဟုတ်တာအေအေအူကသူ့ကိုယ်သူယုံကြည်ချက်အပြည့်ဖြင့်အလောက်ခွင်တော်ဝင်ခဲ့ဤအလောက်ချိန်မှာဘဝသူမိမငင်များနဲ့ဆောင်ရလေသည်သူတို့သည်ဘန်းကဘာမှာဆူယုံမိချာဤမိန်ကလေးစွဲတို့များကိုဗန်းပြကစီဝါရှာသောဆိုင်များတွင်ဘန်းကဘာသည်ရှေ့ဆောင်မှပါခဲ့သည်ဘန်းကဘာဤအစဉ်ဖြင့်သည်ရှုချင်းစပွဲယင်ခုံဝဲ အလောက်ခွင်ဝင်ပြီးမကြမိပါဘူး။ဒီနေရာဒီနေတဲ့နေအပ်တော့အရမဟုတ်ဟုအေးအေးဦးမြင်လာသည်။ပန်းကဘာမှမိန်ကလေးများသည် ဖြူငါလုံး၏။မဖြူငါ၍လည်းမဖြစ်။မိမိတာဝန်ကြရာစပွဲမှာဝင်ငွေ၏အချိုးကြရာဂိုင်းနှုံးကိုခန်းစားခွင့်ပေးထားသည်။ဒီရောလည်းငွေများများရအောင်ပြူရငါရသည်။ဒီနေ့တော့မစားတာဟိတို့စပွဲမှာလူမကြဘူးနီနီတယောက်တည်းတိန်ကျုံယူနေရတာပဲ။ ိမ်ကိုရုံးစရီအလောက်ရသည်ဟူညာထားသောဆွေဆွေမာသည် အမြဲတမ်းညှဉ်းညူတတ်သည်သူတို့ရဲမှာနိနိကိုလိုက်မိသူမရှိနိနိ၏အပြုံးနှင့်စင်ရင်ခြေသားမှုကသူတို့ထက်ရှိကပြေးနေသည်အားမကြပါနဲ့ဆွေဆွေရဲ့ရသလောက်ပဲပေါ့အေးအေးဦးကတော့မာနလေးကလည်းရှိစေမို့ငွေအတွက်မိမိအပြုံးကိုအလွဲသုံးစားပြုပြီး မိမိအလှကိုအသုံးချရမှာစိတ်ကမကြည်မလင်ဖြစ်ခဲ့သည် ပြီးတော့ခုမှလောကရဲ့ဝင်းကားစနင်းနီစပွဲမှာသပင်ရှိရှိတွေတိုက်ပုံတွေမျက်မှန်ကြီးတွေတရေအိမ်နဲ့တွေစုပြုံနေပါများလားတော့ဆွေဆွေမာကမခံချင်းမခံတာဖြစ်လာသည်ပန်းကပါဤတထေးကလည်းနင်းနီကိုမြောက်စားလာသည်ဆိုတော့ဆွေဆွေမာဤမိမ့်မလာမနာသည် ချိုးနေမရအောင်ဖြစ်လာတော့ဤ အင်ဂျီလေဝင်းလေးထယုံမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လောက်ယုံလောက်တော့လူတိုင်းတတ်နိုင်ပါ့မမအေးရေဆွေဆွေတတ်တော့ပေါင်းလိုက်ရင်ရတာပါပဲမယုံရင်မမအေးစောင့်ကြည့်ဆွေဆွေမာကတစ်ဖက်သက်စစ်ချညာသည်နောက်တော့ဆွေဆွေမာတို့ဇပွဲမှာလည်းယောက်ျားတွေတော်တော်ညံအောင်ဆွေအောင်တက်လာသည်ဖောက်တယ်ဆွေတတ်တော့အပြုံးနေမိမတံမိုးမဲဒီကိုမတွေ့အားတော့ငွေမြမြဆုပ်ကိုင်းပြီးပေါ်ဝဲချင်တာဝဲနိုင်မို့ ဝှချနာဝနိုင်မို့သာအဓိကဖြစ်၍လာ၏ဆွေဆွေမာသည် သူရသောပစံတွေကိုအလုံးမြင်အောင်ရက်ခက်၍ပြတတ်၏အေအူကစိတ်ပြက်အားငယ်နေစဉ်ပြဿနာကပေါ်ပေါက်လာသည်မင်းကလေးစပွဲလိုလုံနေပြီမျက်နှာထားကတင်းလွန်းနေသူ့ကိုယ်ကဘာများမှတ်နေမသိယောက်ျားရိသဘောထားတည်တည်လာပြီဆိုရင်မိမထပ်ပင်နေပါတတ်သည်ကိုတချို့တီးကြမြည်ပင် မချားဟန်ပြူရီနေကြတော့အီအီဦးဤပါပြင်းနာမှာမလို့တမတံများမချာခဏဖြတ်တန်းသွားကြလေ၏ဟေးဒီမှာစက်သွန်ချင်မာထားရကြာပြီလေမကြားဘူးလားမြန်နထားရီကိုမချား၍ခပ်ပပယ်နေကမှအချက်စီနှင်ခေါ်တန်းကြောင့်ပြန်လှည့်လာရသည် အလောက်ခွင်မှာအေးမထူသေးတော့ရင်ထဲမှာလေဒေါသကထောင်းကနေထားသွား၏စက်သွန်ချင်ပကံကိုဇပွဲပေါ်မှာအလိုက်တင်ချပေးလိုက်သည့်တိုင် မျက်နှာချားကပြော်ပြောင်းလာခြင်းမရှိ နီနီတို့ဆွေဆွေမာတို့ဇပွဲစီမှာမိုးရရင်မောတံများကြားရတော့ရင်ထဲကဝေဒနာကပုံမိုးကြီးထွားလာသည်မင်းနာမည်ဘလို့ခေါ်လဲဘာလို့မလို့လဲသိချင်လို့ဗောကျမနာမည်အေးအေးဦးကဲနောက်ထပ်ပါသိချင်သေးတယ်ရင်လိုက်လားထိုင်စမ်းပါဦးသူတို့မျက်နှာပေးပြီကခင်မင်းနှဲ့လိုဝေရလင်းမရှိ ီတော့ငါအလောဝိတ္ထရာပဲဟူသည့်သဘောထားမျိုးကိုလည်းပြတ်သားစွာထားတတ်ခြင်းမရှိသည်။ငယ်စိတ်ငယ်သွေးနှင့်ထားမည်ဖြစ်သောမန္နာလီကချိုးနိုင်မရအောင်ကောင်းပြူလာသည်။ရှင်တို့ဘာလို့ချင်းလဲ။ကျမလှုပ်ပြီးမယ်။ထိုင်တော့မထိုင်နိုင်ဘူး။လှုပ်ချင်တာရမှာလား။သူတစ်ပါးပြောဆိုခံရခြင်းကိုနာကြီးစရာအကောင်းဆုံးဟုထင်မှတ်စေမို့ရင်ထဲမှာဘလောင်ဆူသွားသည်။ရှင်ဘာပြောရလဲ။မင်းက တခြားမင်းကလေးတွေနဲ့ကိုမတူဘူး။ ်ဈေးတိတ်ကိုင်းနေတို့ကလည်းဒါမျိုးမှသဘောကျတယ်ရှင်စကားကိုချပြောတို့ကဘာပြောလို့လဲမင်းမလုံချင်တာရမယ်ဆိုကျမအစားတောက်ကိုပြောတာတို့ကလည်းစားတောက်ကိုပဲပြောတာပါပဲမင်းကဘာထင်လို့လဲတခြားဟာထင်ရင်လဲထင်တဲ့အတိုင်းပဲပေါ့ကွာစပွဲဝိုင်းမှာလူများဤဝါကနေရင်မောလိုက်တဲ့နီအီအီဦနားရဲကိုတာမကရင်ထဲအသေးရဲကိုပါဝင်ရောက် မြည်ဟီးသွားသည်ရှင်တို့နှမချင်းမစားနာဘူးလူကောင်ကြီးပြီးအချိန်မစည်းတဲ့ဟာတွေအလကားလူတွေတဆိုင်လုံးရှိမြန်လုံးများကသူတို့ဇဝဲစီတို့ရောက်လာသည်အံ့အားသင့်သောမူအရာများ အပြစ်ကျင်သောမျက်လုံးများဖြင့်အေးအေးအူကိုဝိုင်းကြည့်ကြသည်လောကကြီးက ပြောင်းပြန်ဖြစ်နေပြီလားဘာဖြစ်တာလဲအေးအူ ဆိုင်ရှင်ဦးလေးကခက်ထန်ကြမိသည်ကြံလူများကအေးအေးဥဥဆက်ဆံရေးမပြေပြေမှုကိုတိုင်တန်းကြသည်ဘေးစဝဲကစားတော့သူတွေကအနှောက်အယှက်ဖြစ်ဟန်ဖြင့်စိတ်မရှိမှုကိုပြကြသည်ဘဝတူမင်းကလေးများက အတွေ့အကြုံမရင်ချက်သူအဖြစ်အပြစ်မြင်စွာကြည်သည်အေးဥဤပဝင်းရှင်မှာအရာဝတ္ထုအလုံးသည်ရောက်ထုံးမှုမျိုးဖြစ်လာကြလိမ့်သည်ရေမောတန်လောင်ပြောင်တန် ပြစ်တင်ရှုတ်ချကြများဉာဏ်စီဆူဝေလာတယ်လို့ခံစားရသည်။နေရာမှာ အမြန်ဆုံးပြေးလွှတ်ထွက်ခွာလာခဲ့မိသည်။အေးဦးအေးဦးသူ့လက်မောင်းကိုတင်းတင်းဆုပ်ကိုင်ကတကြောကြောခေါ်နေတဲ့ကြားမှာမျက်လုံးများကိုအာယူဖွင့်ကြည့်မိသည်။ဘလို့ရဲဟာလေဦးရဲ့ဝင်းအောင်ကသူ့လက်မောင်းကိုကင်ကစိုးရိမ်စွာမိသည်။မသိဘူးမသိဘူး။ဘာဖြစ်တာလဲပြောစမ်းမောင်းဘာလဲနင့်ကိုဘာလို့လို့လဲ စောကားလာဝင်းအောင်ကမျက်နှာရင်းညံလေးအထမ်းမိသည်သူ့ပုံကတခုခုလုံးတောင်းမြေပုံဒီတော့အေဟီဦးကခေါင်းကိုတွတ်တွခါရံပြလာရသည်မဟုတ်ဘူးမဟုတ်ဘူးဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးဟုဆိုတော့လေအေအေဦးမျက်လုံးမှာမျက်ရည်တွေဝေးလာသည်ဒါဖြင့်ဘာဖြစ်တာလဲဝင်းအောင်သည်မိဖို့ကြောင့်တွင်ချက်ပြုတ်ကြော်လို့နေရသူဖြစ်၏ဆိုင်ရှိကပြဿနာကိုမသိဘာမှမဖြစ်ဘူး လာစားတဲ့လူတွေနဲ့ရံဖြစ်လို့နင့်ကိုဘာလုပ်လို့လဲဘာမှတော့မလုပ်ပါဘူးငါ့ကိုမခံချင်အောင်ပြောလို့နင်ကလေဒီလောက်ပဲအကဲပါရသလားတော်ယုံဆိုလဲတီးခံလိုက်ပေါ့ဟာ အသားပဲ့ပါတာမလို့ငါကဘာများဖြစ်တာလဲလို့ကို့အသားချင်တော့မခံနဲ့ပေါ့အလောက်တဘောကိုဝင်းအောင်ကပြောနေပြန်သည်အေးအေးဦးစိတ်ညစ်၏ဒီကြားထဲမှာဆွေဆွေမနှင်နီနီကပတ်ဆိုင်ရရချင်းပြိုင်ကြတော့ အေအေဦးပိုး၍စိတ်ကြချသည်သူတို့မှာမိန်းကလေးရဲ့လို့မှမာနမရှိကြတော့ဘူးလားနေရလေဒီလောက်လေးနဲ့နောက်ဆုံးမသွားပါနဲ့အတော့ကိုလည်းပြန်မပြောနိုင်တော့တော်ကြငါပါစုခံနေရမှာကဲနေအလုံးနဲ့သွားလို့တော့ဆိုင်ရှိပြန်ထွက်လာရတော့လေစိတ်ကမပါတော့ဘန်းကပါဤတတိကလည်းသူ့ကိုမျက်စောင်းထိုးလျက်ရှိပြီးဇပွဲပေါ်မှာ စားကျွန်းစားကြံပကံပေးရများကိုတင်ဆက်လိုက်ရသည် ရှင်ထဲမှာတော့မကောင်းလာပါဘူး ချိုနီကတိတ်ဆိတ်စွာအိမ်ကိုပြန်ခဲ့သည်။နောက်နေ့မှာနေမကောင်းမှုဟုအကြောင်းပြကအလုံးမစင်မနေသည်။ညနေဘက်တွင်ဝင်းအောင်ရောက်လာ၏။နေ့အတွက်လာကရှင်းပေးလိုက်သည်။လာစရာမလိုတော့ဘူးဆိုတဲ့သဘောဟာ။ဒါပေမဲ့နေစိတ်မပြတ်နဲ့ငါချဲ့ပြီးမြည်မှာတွေ့မိမယ်။မနေ့ပြန်လိုက်ခဲ့။ဟိုဆိုင်အဒီဆိုင်လို့မဟုတ်ဘူး။စီကန်းလည်းရှိ။ဒီဆိုင်ကတော့စီးပွားရေးဆန်လုံးမာရီဟာ။ဟိုမှာဆိုနေလည်းမရှိ။ဖြစ်ပါမလားဝင်းအောင်ရဲ့။ ဖြစ်ပါလေဟိုကစီကံကောင်းပါလေမဇက်ကပြောတာဆိုတာလောက်တော့အိကံမဟာဝက်ဖြစ်မှာတော့မစင်ချောင်းနေလို့ဘယ်ဖြစ်ပါမလဲအေးအေးဦးဘာမှမပြောတော့ယခုတလောအိမ်မှာငွေစားလေးရွှင်လို့အစာရေးတောက်ရေးချောင်းလိုက်ကကျွေးမီလေးလေးကင်းရှင်ခဲ့သည်အင်းချီလုံးကြီးတစ်လေးချုပ်ဖို့ဆုထားပြီအတော်ရနေပြီအေးလေငါလောက်ကြည့်အောင်မယ်ဝင်းအောင်ပြန်သွားတော့အမေကဘွားမသိအောင်တိုးတိုးမေးလေသည် ဘာပြဿနာဖြစ်လို့လဲအီဟုအေအေအိုကအမှန်တမ်းပြောပြသည်သမီးစိတ်ဆင်းရဲရင်မလုံးနေတော့လေအမေကဂယုနာသက်စွာပြောသေး၏တို့တော့ယခုတလောအမေဤချူတန်ပအောင်ညဉ့်ညူတန်တွင်ရော့ပါသွားသည်ကိုအေအေအိုတတိယသည်စိတ်မဆင်းရဲပါဘူးအမေသမီးလောက်မယ်ကိုကောင်းရင် ကောင်းပေမှမရွေဘူးမဟုတ်လားအမေရဲ့ အေးအေးဦးဦးနှခမ်းများတင်းတင်းစိတ်နေကြသည်အမိကတော့တပ်ချင်းကိုတိုးတိတ်စွာချာ၏မောမောအင်းရအခုဖတ်ပြပေးခဲ့တာကတော့စာရေးဆရာမမောမောအင်းရရေးသားထားတဲ့ပန်းရိုင်းတရားဆိုရဝတ္ထုတူလေးပဲဖြစ်ပါရဲ့ရှင်တို့ညာပြည်သက်များအလုံးမဲ့ဂျိုင်းနဲ့တက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် ဆက်လက်ပြီးတင်ဆက်ပေးဖို့ရရှိရဲဝိချွတ်တို့ဝိချွတ်ရှင်များကိုလည်းဆောင်မြေနာဆင်ပေးကြပါအောင်ရှင်။